ဝိပုယကျမ်းခန်းကြီးနှင့်ထာဝရဘုရားအားဘောဇင်ပူဇော်တကားပြုလိုလင်းမုံညက်ကိုဆက်ရမီမုံညက်ပေါ်မှာစီကို လောင်း၍လောဘံကိုလည်းထဲပြီးမှအာရုံဤတာယေပရောဟိတံသို့ဆောင်းခဲ၍ယေပရောဟိတီမုံညက်တလက်စွန်းစီအချို့လောဘံရှိသည်များကိုယူ၍ထို့အတွက်အတာကိုယစ်ပလင်ပေါ်မှာမီးရှို့ရမီထာဝရဘုရားအားမီးဖြစ်ဆက်ကပ်၍မွေးကြိုင်သော ပူဇော်တကားဖြစ်သည် ကြံကျွင်းသောဘောဇင်ပုဇော်တကားဟုမူကားအာရုံနှင့်သူ၏သားတို့အဖို့ဖြစ်ရမည်။သာဝရဘုရားအားမိဖြစ်ပြုသောပုဇော်တကားတည်းကအလွန်တန်ရှင်းသောအရာဖြစ်၏။မိဘ၌ဖုတ်သောမုံကိုဘောဇင်ပုဇော်တကားပြုလိုလင်။စီနှင့်မုံညက်ဖြစ်လောက်သောတစည်းမဲ့မုံပြတော်၎င်းစီလူတော်တစည်းမဲ့မုံချွတ်တော်၎င်းဖြစ်ရမည်။တန်ပြားပုနှင့်လောက်သောမုံကိုဘောဇင်ပုဇော်တကားပြုလိုလင်။စီရော၍ တစည်းမပါသောမုံညံ့နှင့်လှုပ်ရမည်ထိုမုံကိုချိုးဖဲ့၍စီကိုလောင်းရမည်ဘောဇင်ပူဇော်တကားဖြစ်သည်။အိုကင်းနှင့်ကြောသောမုံကိုဘောဇင်ပူဇော်တကားပြုလိုလင် စီရောသောမုံညံ့နှင့်လှုပ်ရမည်ထိုဘောဇင်ပူဇော်တကားအမျိုးမျိုးတို့ကိုသာဝရဖျားထံတော်သို့ဆောင်ခဲ၍ယေပရောဟိတ်အားဆက်ပြီးမှသူသည်ယစ်ပလင်သို့ဆောင်ခဲရမည်ထိုဘောဇင်ပူဇော်တကားတဲကအထွတ်အတာကိုနိုင်ယူ၍ယေပလင်ပေါ်မှာမိရှို့ရမည် ထာဝရဘုရားအားမိဖြစ်ဆက်ကပ်၍မွေးကြိုင်သောပူဇော်တကားဖြစ်တည်းကြံကျွင်းသောဘောဇင်ပူဇော်တကားဟုမူကားအာရုန်နှင့်သူ၏သားတို့အဖို့ဖြစ်ရမည်ထာဝရဘုရားအားမိဖြစ်ပြုသောဘောဇင်တကားတဲကအလွန်တန်ရှင်းသောအရာဖြစ်၏ထာဝရဘုရားအားဆက်သောဘောဇင်ပူဇော်တကား၌တဆေးမပါရထာဝရဘုရားမိဖြစ်ပူဇော်တကားပြုသောအခါတဆေးကိုမိမရှိုးရပြားရည်ကိုလည်းမရှိုးရ အဦးသီးသောအသီးနှံကိုပူဇော်သောအမှုမှာတဆင်းနှင့်ပြားရည်ကိုထာဝရဖျားအားပူဇော်ရတော်လဲမွေးကြံရဖို့ရစ်ပလင်ပေါ်မှာမိမရှိုရဘောဇင်ပူဇော်တကာပြုလျာရာ၌စားခတ်ရမည်တင်းပြုသောဘောဇင်ပူဇော်တကာ၌တင်းဤဖျားသခင်ပရိညင်စားကိုမခတ်ဖဲမနေရအဦးသီးသောအသီးနှံကိုထာဝရဖျားအားဘောဇင်ပူဇော်တကာပြုလိုလင်းစပန်နံကို အရေးစစ်အောင်မိနာမှာထား၍ စပားစီကိုပုတ်ယူပြီးမှ စီကိုလောင်း၍လောပန်းကိုတင်လျက်ပူဇော်တကားကိုပြုရမည်။ဘောဇင်ပူဇော်တကားဖြစ်တည်းပုတ်ယူသောစပားစီအချို့စီအချို့ လောပန်းရှိသည်များဒီဟုသောထိုဘောဇင်ပူဇော်တကားအတွက်အတာကိုရစ်ပရောဟိတ်သည်မိရှိုးရမည်။ဒါဝရဖျားအားမိဖြစ်ပြုသောပူဇော်တကားဖြစ်တည်း